အားလုံးမင်္ဂလာပါ။ဒီ OC သတင်းဌာနကနေရေးချိုးဆိုပါရစေ။ကျွန်မကတော့အေးကင်းစာပါ။ဒီကနေ့ April 18ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနာဆင်ရမယ့်သတင်းတွေကတော့အာနာသိစ်ကောင်စီကဒေါက်တာမူချောင်းအပါဝင်လူပုဂ္ဂိုလ်32ဦးကိုဆွတ်ဆောင်မှုဆိုင်ရာကုထူးဆောင်ပေးတွေဒီကနေ့ April 18ရက်နေ့မှာအတိအကျချေမြင့်လိုက်ပါရစေ။ ချင်းပြည်တော်ပိုင်းမြေတပ်မျိုးကိုအကြမ်းဖက်စစ်ကောင်စီကမနေ့ရက်ပိုင်းကအေချောင်းတက်ခတ်မှုပြုတ်လို့ရမှာလူနေအိတ်ခွနှလုံးပျက်စီးသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကမြန်မာနစ်စတဲ့ရက်ဒီကနေ့မှာနိုင်ငံတော်ကအချင်းထောင်တွေကနေအချင်းသူအချင်းသား1800ကျော်ကိုလုံငင်ခွင်ပေးလိုက်ပေမဲ့အဲ့ဒီထဲမှာနိုင်ငံရေးအချင်းသားအနည်းငယ်သာပါဝင်တဲ့တရေပင်နဲ့တူအခြားစိတ်နေစားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ အာနာတိတ်စစ်ကောင်စီကဒေါက်တာဖူသာအပါဝင်လူပုဂ္ဂိုလ32ဦးကိုဆွဆောင်မှုဆာရာကိုထူဆောင်ဖွဲ့တွေဒီကနေ့ဧပြီလ18ရက်နေ့မှာအတိအကျညှိနှိုင်းလိုက်ပါတယ်။နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက်လုပ်ငန်းတွေပေးလိုက်ထူးချွန်ပြောင်ပြောင်စွာကျူပန်းဆောင်ရွက်ခဲ့ကြတာအကြောင်းအခုလိုအကုန်ထူးဆောင်ဖွဲ့တွေကိုချီးမြှင့်လိုက်တာလို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။စစ်ကောင်စီဖွဲ့ဝင်ဒေါက်တာမိုထန်းကိုပြည်တော်စုစည်းသူတင်ကဟပွဲချီးမြှင့်လိုက်တာဖြစ်ပါတယ်။ တာတာမွန်သားဟာစစ်ကောင်စီကတမျိုးလုံးပြချသွားအောင်မိရှုဖြက်စည်းခဲ့တဲ့ထန်ထလာမြို့သားဖြစ်ပါတယ်။သူဟာစစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့ချင်းပြည်နယ်ပြည်တော်စုချက်ခံရေးဖုံဖြူရေးပါတီ USDP ဥက္ကဋ္ဌဖြစ်ပြီး2023ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့ကအာနာတေးစစ်ကောင်ဆောင်ဘုချုံမူကြီးပြောင်းလာကစစ်ကောင်စီဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ထန်ထလာနေသားတအူဖြစ်တဲ့ဒေါက်တာမွန်သားဟာထန်ထလာမြို့တစ်ခုလုံးကိုမိရှုဖြက်စည်း နေတဲ့အကျန်းဖက်စစ်ကောင်စီကိုအားပေးတာပြည်သူလူထုပေါ်ရက်စက်ကြမ်းကြုတ်စွာအကောင့်တင်ဖို့ဆောင်ရွက်တဲ့လုပ်ငန်းမှာတကြွအစွာပါဝင်တာအကျန်းဖက်စစ်တပ်ကဖွဲ့စည်းတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဝင်တို့ဖြစ်တာကြောင့် CDF ခံတန်းထိ ंछ ုံနေနေတဲ့ကသူ့ရဲ့အင်ချံပြင်းအားလုံးကိုတော်လိုင်းရေးကာလအတွင်းပြည်သူလူထုကိုစားအပီးပိုင်သိမ်းဆည်းလိုက်တယ်လို့မလ24ရက်နေ့မှာ CDF ထံကအမိန့်ပြန်ထုတ်ပြန်ထားပါတယ်။ ဒါပြင်ပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလဆန်ပိုက်ကဥရောပတပကရဲ့တန်ခတ်ပိတ်ဆို့မှုစရင်မှာပါဝင်သလို2024ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့မှာ CDF ဟာခါကဟာခါမှာရှိတဲ့သူ့ရဲ့နေအိမ်ကိုပြည်သူပိုင်အဖြစ်သိမ်းဆည်းခဲ့ပြီးဖြစ်ပါတယ်။ချီပြည်တော်ပိုင်မင်းတမျိုးကိုအကြံဖက်စစ်ကောင်စီကမင်းရပိုင်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရမှာလို့အခုနှလုံးပြည့်စည်သွားတယ်လို့မင်းတက်ဒေတာကလည်းထံကနေသိရပါဗျ။ စစ်ကောင်စီကင်းစင်ပြီးဖြစ်တဲ့မင်းတပ်မျိုးပေါ်တနေရာကိုဧပြီလ16ရက်နေ့ညနေပိုင်း9:00နာရီမိနစ်20ဝန်းကျင်လောက်မှာပေါင်250ဘုံးလုံးယူဆရတဲ့ဘုံးနှလုံးနဲ့စစ်ကောင်စီကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဘုံးကျတိုက်ခိုက်မှုကြောင့်လည်းအင်ခွနှလုံးပျက်စီးသွားပြီးလူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ဂျပန်စစ်ကောင်စီဟာမင်းတပ်မျိုးကိုမကြာခဏဘုံးကျတိုက်ခိုက်မှုပြုလုပ်နေပြီးဧပြီလ23ရက်နေ့ကလည်းမင်းတပ်မျိုးမှနှစ်ချင်းဖျားချောင်းပျက်စီးခဲ့ပါတယ်။ ဧပြီလ10ရက်နေ့ကလည်းမြစ်တပ်မြို့အသီးခွေကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင့်ဂလိငင်သူဦးနဲ့ဘာသာရေးဆရာအပေါင်းရဲ့အယက်သား6ဦးတေဆုံးခဲ့ရပါတယ်။အကြမ်းဖက်စစ်ကောင်စီကမြန်မာနှစ်ဆန်းတရဧပြီလ18ရက်မှာနိုင်ငံတော်ဝန်ကအချင်းထောင်ကနေအချင်းသူချင်းသား4863ဦးကိုလုံခြုံရေးခွင့်ပေးလိုက်တယ်လို့ကြေညာထားပါတယ်။ စစ်ကောင်စီတွင်မူချုပ်ကြီးအောင်လင်းတွေလည်းမရေးထိုးထားတယ်။အဲ့ဒီကြေညာချက်မှာနောက်တစ်ကြိမ်ပြင်းမှုထပ်မံကြိုးလို့ရင်လက်ရှိကြန့်ရှိနေတဲ့ပြင်းမှုတွေအတွက်ပါတပါးလေးထပ်မံကြံခံရမယ်ဆိုတဲ့စီကတပတ်ချက်နဲ့လုံရင်ခွင့်ပြုလိုက်တာလို့ဖော်ပြထားပါတယ်။အလားတူနိုင်ငံခြားသားအချင်းသူချင်းသား73ဦးကိုလည်းပြစ်ဒဏ်ကနေလုံရင်ခွင့်ပြုလိုက်တယ်လို့ဆိုပါတယ်။ဒါပြင်2025ခုနှစ်ဧပြီလ19ရက်နေ့မှတိုင်မီလူတက်မှု မတိမ်မှုပောက်ခွေးစေတတ်တဲ့ဝတ္ထုပစ္စည်းများအဥပဒေအရပြိမှုတွေမတရားအသိများအဥပဒေအရပြိမှုတွေလက်နက်ဥပဒေအမှုတွေမူရစေဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့စေဝါများဆိုင်ရာဥပဒေအရပြိမှုတွေတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရပြိမှုတွေအကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေအရပြိမှုတွေနဲ့အကတိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေအရပြိမှုတွေကလွဲလို့ဂျန်တဲ့ဥပဒေတွေကိုကြက်ခံနေရတဲ့ပြိမှုတွေအတွက်ပြစ်ဒဏ် 6ပုံတပုတ်ကိုလုပ်ရင်းတက်တာခွင့်ပြုလိုက်တာလို့လည်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်စစ်ကောင်စီရဲ့ဒီကနေ့လုပ်ငင်းတက်တာခွင့်အမိန့်မှာနိုင်ငံရေးကျင်းသားပါဝင်မှုတော်နေပြီးကနအုပ်စရင်ကောက်ယူထားချက်အရနိုင်ငံရေးကျင်းသား20ကျော်သားပါဝင်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် BBNM ကဒီကနေ့မနက်ကထုတ်ပြန်ထားပါတယ်။ အကြံပေးစကောင်စီဟာလူသားစာနာမှုအကူအညီတွေကိုလက်လက်သက်ဖွဲ့အသုံးချနေတယ်လို့အမျိုးသားညွရဲ့ဆိုရာ NUG ယာယီသမရဒူဝလာရှိလာကဒီကတဲ့ဧပြီလ18ရက်မြန်မာနှစ်စံတရက်နေ့မိခွန်မှာပြောကြားလိုက်ပါတယ်။လူသားစာနာမှုအကူအညီဆိုတာကတ်သက်ထင်ရှားရမယ့်အခွင့်ထူးခံစားခွင့်မဟုတ်တယ်လို့ဒုက္ခရောက်နေတဲ့ပြည်သူလူထုတွေရရှိရမယ့်အခြေခံအခွင့်အရေးဖြစ်ပါတယ်လို့ဆိုပါတယ်။ဒါပြင်အကြံဖက်စကောင်စီကနိုင်ငံရေး လက်နဲ့တပွဲချုပ်ကင်အတုံးချနေတာကိုကြော်လွားဖို့လို့သူကိုထပ်ပြီးအတုံးချတာမျိုးမဖြစ်စေဖို့အာဆီယံနဲ့နိုင်ငံတကာကကိုတတိပေးတောင်းဆိုလာလေလို့နေတယ်လို့သိရပါတယ်။တံပြီကကလင်ဘေးတန်ကြီးကြုံတွေ့ခံစားနေရချိန်မှာတော့လေချောင်းတိုက်ခိုက်မှုတွေကိုရပ်တန့်ခြင်းမရှိခဲ့တာကြောင့်ဒါဟာဒုက္ခရောက်နေတဲ့ပြည်သူတွေကိုဒုက္ခပေါ်ဒုက္ခအထက်ထပ်ပေးတဲ့လုပ်ရဖြစ်တယ်လို့ဆိုပါတယ်။ပြည်သူဘာသာနဲ့ဝေယူဖြစ်တင်ထားတဲ့အရေးမြစ်တွေကိုပြည်သူလူထုဘေးဒုက္ခ ကတင်ရဲမှာအတုံးမပြုတ်ပဲစစ်ကောင်စီကဒီလိုလူထုကိုတပ်ဖြတ်ဖို့အတွက်အုံပြုတ်နေတာကို ရှင်းရှင်းလင်းလင်းကြည့်မြင်နိုင်ဖို့လိုအပ်တယ်လို့လည်းယာယီသမရဒူဝလာရှိလာကပြောပါတယ်ငလင်ဘေးအဆိုးဆုံးကြုံခဲ့ရတဲ့မန္တလေးမှာဒီကနေ့အပရလ18ရက်နေ့လေတနာရီကျော်ကအင်အားတင်းတင်းရှိတဲ့ငလင်ထပ်မံဖြုတ်ခတ်ခဲ့တယ်လို့သိရပါတယ်။မူလီဝတ္တနဲ့ဇလဗီရာညွှန်ကြားရေးဦးစီးဌာနရဲ့ဖော်ပြချက်အရနောက်ဆက်တွဲငလင်ဟာ အင်အား၄၆ Richter scale အဆင့်ရှိပြီးပသိမ်လူကြီးရဲ့အနောက်တောင်ဘက်သမိုင်းခတ်အနက်17 km မှာလှုပ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ April 25ရက်ကလည်းဗန်ဒလီမြို့မှာမိုတေထန်စွာရောက်သွားပြီးရေကြီးမှုတွေဖြစ်ခဲ့တာကြောင့်ငလျင်တန်ထိထားတဲ့အဆောက်အုံတချို့ပြိုကျတာတွေရှိခဲ့ပါတယ်။အခုလိုငလျင်ဘေးတံအပြင်တဘာဝဘေးတံကိုပါကြုံတွေ့ခံစားနေရတာကြောင့် နေအိမ်တွေမှာမနေရေးကြတော့တဲ့အပြင်စိုးရိမ်စိတ်တွေနဲ့နေထိုင်ကြရတယ်လို့ဆိုပါတယ်။အင်းအားပြင်းကနေလောက်ကမှုအပြီးဧပြီလ18ရက်မွန်လွေပိုင်းအထိနောက်ဆက်တွဲကတဲ့အချိန်တရားလေးစီအထိလောက်ခတ်ထားတယ်လို့မွန်လွေဝသနဲ့ဇလာပေးတာညွှန်ကြားရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။မတ်လ18ရက်နေ့ကထုတ်ခတ်ခဲ့တဲ့ငလင်ကြောင်ဧပြီလ16ရက်ညနေ6:00နာရီအထိတည်ဆုံးသူ3829ဦးအထိရှိလာနေတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ တအောင်တက်တရနယ်လေးထိချုပ်ထားတဲ့မှုကုပ်မြုပ်ကိုစစ်ကောင်စီကဒီကနေ့မြန်မာနှစ်ဆန်းတဲ့ရက်နေ့မှာလေကြောင်းကနေပုံကျစ်တက်ခတ်ခဲ့တယ်လို့ DNL ကထုတ်ပြန်ပါတယ်။မှုကုပ်မြုပ်အရှိပိုင်းကဆုတ်ကျေးရွာကိုမနက်ပိုင်းစေနာရီလောက်မှာဂျက်ဖိုက်တာနဲ့ပုံတလုံးကျေးချတက်ခတ်ခဲ့တာလို့ DNL ကဆိုပါတယ်။ပုံကျစ်တက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့ DNL ဘက်ကထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ဧပြီလ22ရက်နေ့အပိခတ်ကျင်းရထားတဲ့စစ်ကောင်စီဟာတရန်တလေထိချုပ်နေပြည်တွင်မှာ စင်ရဖြစ်တဲ့နာသူစစ်စင်တာနဲ့တိတ်ခွေးမရှိတဲ့နေရာတွေကိုလေကြောင်းကနေပုံကြည့်တာလုပ်နေတယ်လို့ DNL ထုတ်ပြန်ချက်မှာဆိုပါတယ်။အလားတူပြီးခဲ့တဲ့တကြံရက်တွေတုန်းကလည်းစစ်ကောင်စီကချင်းပြပါဝင် မြုပ်ခဏမြုပ်ထက်မနေကိုလေကြောင်းကနေပုံကြည့်တိုက်ခိုက်ခဲ့ပါတယ်။မြို့စီတရင်ထားလာရဲ့နောက်ဆုံးရရှိထားတဲ့တရင်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။